မင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ10ရက်နေ့ရက်နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်မကတော့မူမူပါရှင်မြန်မာနိုင်ငံကို ILO Article 33ဖြင့်အရေးယူရန်ဆုံးဖြတ်မှုကြောင့်တရားမှုမရှိဘူးဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်မှုအပေါ်မယုံကြည်ဘူးလို့ကြမ်းဖို့ဘဟုအလုံအမှုဆောင်မောင်မြင့်ကဝေဖန်ပြောဆိုလိုက်ပါတယ်တောင်တကုံတရားရုံးမှာတက်ဆွဲထားတဲ့စစ်ကောင်စီကို79မှတ်မှလောင်ချာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် စစ်တင်နာဆင်းပြီးတရက်အကြာမှာစစ်မှုထံအပတ်စဉ်17မှတပ်သားတစ်တွေကိုနိုင်ငံတော်ရှေ့တန်စစ်မျက်နှာပြင်တွေကိုစတင်ပို့ဆောင်ကတပ်သားတစ်တွေရဲ့ဖုံးများအသိမ်းခံရပြီးမိသားစုများနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံကချနာဘူရီမှာအလုံပိတ်ကုန်တင်ရင်နဲ့ခိုးဝင်လာတဲ့မြန်မာလူငယ်48ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်ရှင်။ဒီသတင်းနဲ့အတူဒီကနေ့နေ့လယ်ခင်းရဲ့အထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့မြန်မာနိုင်ငံကို ILO Article 33ဖြင့်အရေးယူမဲ့ကိစ္စကတစုံတရာတက်ရောက်မှု မရှိနိုင်ဘူးဆိုတဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အပေါ်မယုံကြည်ကြောင်းကြမ်းဖက်ဗဟိုအလုံအမှုဆောင်မောင်မြင့်မင်းကင်းမဲဆန္ဒနယ်ကစစ်တပ် lobby Telegram channel တွေကနေတဆင့်ဝေဖန်ပြောဆိုလိုက်ပါတယ်။ဇွန်လ9ရက်နေ့စစ်စလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်ခဲ့တဲ့133ချိန်မြောက်အပြည်ပြည်ဆိုင်ရာ အလုတ္တမညီလာခံ ILC မှာ အလောက်တမအခွင့်အရေးနဲ့လူအခွင့်အရေးချိုးဖောက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33အရပြင်းထန်တဲ့ဒဏ်ခပိတ်ဆို့အရေးယူရန်ဆုံးဖြတ်ခဲ့ပြီးအဲ့ဒီဆုံးဖြတ်ချက်ပေါ်မြန်မာနိုင်ငံအနေနဲ့တရားမှုမရှိနိုင်ကြောင်းစစ်ကောင်စီရဲ့အလောက်တမဝင်ကြီးဌာနကဇွန်လ6ရက်နေ့မှာကြေညာချက်တရက်ထုတ်ပြန်ကတုံ့ပြန်ခဲ့ပါတယ် ILO Article 33ဖြစ် အရေးယူမှုကမြန်မာနိုင်ငံပေါ်တက်ရောက်မှုမရှိနိုင်ဘူးဆိုရက်စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ကိုမယုံကြည်ကြောင်း ILO အရေးယူမှုကြောင့်တက်ရောက်မှုများကအနည်းနဲ့အများအနည်းနဲ့အမြန်ရောက်ရှိလာမည်ဖြစ်ကြောင်း ILO Article 33ဖြင့်အရေးယူမှုကကလေးကစားတာမဟုတ်ကြောင်းကြံဖို့ပါတီဘဟုအလုံးမှုဆောင်မောင်မြင့်ကပြောဆိုပါတယ်ကျွန်တော်ကစစ်ကောင်စီရဲ့တရားမှုမရှိဘူးဆိုတော့ထုတ်ပြန်ချက်ကိုအဲ့လိုမျိုးမယုံကြည်ဘူး။ဘာကြောင့်လဲဆိုတော့နိုင်ငံတကာ ရန်နရတွေဆိုတာကနိုင်ငံတနိုင်ငံကိုဖိအားပေးတော့မယ်ဆိုရင်မျက်စိတွေပိတ်တယ်နားတွေပိတ်တယ်ခြေတွေလက်တွေကိုကျိုးနဲ့တုတ်တယ်တုတ်ပြီးတော့အပိုင်လှုပ်ပြီးဆိုတော့မှအဲ့ဒီနိုင်ငံကိုပြိုကွဲအောင်လှုပ်တာအခုလဲကျွန်တော်တို့စပြီးတော့မှမျက်စိပိတ်နားပိတ်ကျိုးတုတ်စားလုံးနေပြီကျွန်တော်တို့အပေါ်မှာတက်ရောက်မှုကရှိပါတယ်အနည်းနဲ့အများလာမယ်အနည်းနဲ့အမြန်လာမယ်ပွပွင့်လင်းလင်းပြောရမယ်ဆိုရင် ILC အစည်းအဝေးကနေအခုလို့ article 33အရာအရေးယူမယ်ပြောတာကတော့တေးချတယ်ခလီကစားတာမဟုတ်ဘူးလို့ကြံဖို့ဘဟုအလုံးမှုဆောင်မင်းကင်းမောင်မြင့်ကထုတ်ဖော်ပြောဆိုပါတယ် ILO ကမြန်မာနိုင်ငံကို1990ခုနှစ်နဲ့2009ခုနှစ်မှာ article 33ဖြစ်အရေးယူဖူးပြီးအဲ့ဒီအချိန်ကဥရောပသမ္မတကမြန်မာနိုင်ငံအပေါ်ကိုပေးအပ်ထားတဲ့ GSP ကုန်သွယ်ရေးဆိုင်ရာအခွန်တတ်တာခွင့်အထူးအခွင့်အရေးရုပ်သိမ်းလိုက်တဲ့ဖြစ် အထယ်ချုပ်အပါဝင် ကုံချမ်းယူကုံကြောပေးလက်ခစားလုပ်ငန်းရပ်ဆိုင်ကအလုတ်တမာတသိန်းနီးပါ အလုတ်လက်မဲ့ဖြစ်ခဲ့ရကြောင်းသူကဆိုပါတယ် IL ကပထမအကြိမ်အရေးယူခဲ့စဉ်ကပြည်ရင်းငွေကြေးဖောင်းပွားမှုနှုန်းနှဲပြီးတော့တည်ငြိမ်တဲ့အခြေအနေတရက်ဖြစ်ခဲ့ကြောင်းလက်ရှိမှာ IL ကအရေးယူတဲ့ဒုတိယအကြိမ်မှာငွေကြေးဖောင်းပွားမှုနှုန်းမြင့်မာပြီးတော့ကုန်ကြမ်းစည်းများအလွန်မြင့်မာတဲ့ကာလဖြစ်ကြောင်း ဒါကြောင့်တယောက်မှုများကတေချာပေါက်ရှိလာမည်ဖြစ်ကြောင်းလက်ရှိမှာစစ်တပ်အနေနဲ့ ILO ရဲ့စုံစမ်းရေးကော်မရှင်ကိုလက်ခံပူးပေါင်းဆောင်ရွက်တင်တယ်လို့သူကဆက်ပြောပါတယ်။ကျွန်တော်တို့ကြည့်ခဲ့တဲ့1996ခုနှစ်2000ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်က Commission of Inquiry မြန်မာနိုင်ငံကိုလာမယ်ဆိုတာကိုငါတို့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်နဲ့ဆိုတဲ့အနေနဲ့လက်မခံဘဲညှင်းပယ်လိုက်တာအခုတက္ကရ2021 2022မှာဖြစ်ခဲ့တဲ့ကိစ္စမှာ Commission of Inquiry ဖွဲ့တယ်ဖိလပိုင်မှာဩက္ကဋ္ဌလောက်ပြီးတော့ဖွဲ့တယ်လက်မခံဘူးဆိုပြီးတော့ညင်ပယ်တယ်ညင်ပယ်လိုက်တော့အခု reservation တွေချမှတ်တယ်ကျွန်တော်တို့ကဘာပဲပြောပြော မတဲအတူနေပေါ့ကော်မရှင်ရော inquiry ကိုလက်ခံလိုက်တာနဲ့ကျွန်တော်တို့နိုင်ငံအချုပ်အခြာအာဏာကို ထိခိုက်သွားတယ်တော့မယုံကြည်ဘူးကျွန်တော်တို့ကိုထိုက်သိမ်းတဲ့လက်ခံမှုနဲ့ထိုက်သိမ်းတဲ့ရှင်းပြမှုတွေလောက်ခဲသိမ်းတယ်လို့ကျွန်တော်ဒီလိုနားလေတယ် အခုဆိုလို့ရှိရင်လည်းခတ်တာက ILO ကို ရှင်းပြဖို့အခွင့်အရေးကအားနည်းနေတယ်လို့မင်းကင်းမောင်မြစ်ကပြောဆိုပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်တိုင်းတကုံမြို့တိတောင်ပိုင်းမြို့နယ်တရားရုံးမှာတက်ဆွဲထားတဲ့စစ်တပ်ကို79မမလောင်ချာနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတယောက်စွာ ကြားရောက်ပောက်ကွဲမှုရှိကြောင်း YA ရန်ကုန်အာမေအဖွဲ့မှ တာဝန်ရှိသူတို့ကပြောပါတယ်။ ဂျမန်နေဇွန်လ9ရက်နေ့10:35မိနစ်အချိန်မှာရန်ကုန်မြို့တောင်တကုံမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်တပ်လက်အောက်ခံမြို့နယ်တရားရုံးမှာတက်ဆွဲထားတဲ့လုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားတွေကို79မမလောင်ချာဖြင့်40မမဘုံဒီနှလုံးပြစ်ခတ်တိုက်ခိုက်ခဲ့ရာပြစ်မှတ်ကိုထိရောက်စွာကြားရောက်ပောက်ကွဲခဲ့ကြောင်းသိရပါတယ်။ပြစ်မှတ်ကိုတတဲကြတဲ့ထိရောက်မှုရှိခဲ့ပါတယ်။နောက်ဆက်တွဲထိခိုက်ဒေဆုံပျက်စီးမှုကတော့စုံစမ်းနေတော့မှာ ရဲဘော်တွေအားလုံးဘေးကင်းပါတယ်လို့ရန်ကုန်အာမီ WA အဖွဲ့မှတာဝန်ရှိသူတို့ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုရန်ကုန်အာမီနဲ့အနောက်ပိုင်းခရိုင်ပါကဖားတို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအကြံဖတ်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမယ်လို့အသိပေးထားပါတယ်ရှင်။ ဆက်လက်ပြီးအကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်၁၁တင်းနှန်းစင်းတပ်သားတွေကိုမကွေရခိုင်ဇကိုင်းခရီနီအပါဝင်ရှေ့တန်းစစ်မျက်နှာပြင်တို့ကိုစတင်ပို့ဆောင်ကဖုံးများအသိန်းခံရ၍မိသားစုများနဲ့အဆက်သွယ်ပြတ်တောက်သွားကြောင်းစစ်မှုထမ်းအပတ်စဉ်၁၁တင်းနှန်းစင်းတပ်သားတို့ရဲ့မိသားစုဝင်တွေကပြောပါတယ်။ဇွန်လ6ရက်နေ့ရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာရှိတဲ့အမှတ်၁တမ်းမြင့်လေကျင့်ရေကြောင်းဂျိုးပြူမှာစစ်မှုထမ်းအပတ်စဉ်၁၁ ်တန်းဆင်းပွဲကျင်းပခဲ့ကြောင်းအဲ့ဒီတန်းတန်းဆင်းပွဲအပြီးမှာညပိုင်းမှာတန်းတန်းဆင်းတက်သားတွေကိုညပိုင်းပျော်ပွဲရှင်ပွဲလှုပ်ပေးခဲ့ကြောင်းအဲ့နောက်မှာဇွန်လ9ရက်နေ့ညနေပိုင်းကစပြီးတော့စစ်မှုထမ်းတင်နန်းစင်တက်သားတွေကိုမိသားစုတွေနဲ့အဆက်အသွယ်မရတော့ပဲရှေ့တောင်ကိုစတင်ပို့ဆောင်နေပြီလို့သိရကြောင်းတက်တာတစ်တချို့ရဲ့မိသားစုဝင်တွေကပြောပါတယ်တင်နန်းစင်ပြီးတော့ညနေပိုင်းလောက်မှာဖုန်းဆက်တယ်သူတို့ရှေ့တန်းသွားရမယ် ဘယ်ကိုပို့မယ်ဆိုတာတော့ကြုံမပြောဘူးလို့ပြောတယ်။ဖုန်းမဆက်လဲစိတ်မပူနဲ့လို့ပြောတယ်။ဖုန်းတွေကအသိမ်းခံရနိုင်တယ်။မနေညနေလောက်တော့အဆက်အသွယ်မရတော့ဘူးလို့ဒနာညှို့နေမှာစစ်မှုထံအပတ်စဉ်၁၁တင်းတန်းစင်းတက်တာတူရဲ့မိခင်တို့ကပြောပါတယ်။ တပ်တရင်ရီမေတချို့ကမူစစ်မှုထမ်းအပတ်စဉ်၁၁တင်းနန်းစင်းတပ်သားတွေကို မကွေရခိုင်ပဲခူးစကိုင်းမွန်ပြည်နယ်ဂရင်းနီနယ်တနင်္သာရီစစ်မြေပြင်တွေကိုအ धिक ဦးစားပေးစစ်လုမယ်လို့သိရှိထားပြီးပုံမှန်အားဖြင့်စစ်မှုထမ်းတင်းနန်းစင်းတွေကိုအရေးပေါ်စစ်အင်အားဖြစ်တင်ရန်လိုအပ်တဲ့ရှေ့တန်းစစ်မျက်နှာပြင်တွေကိုအတိပေးခြင်းမရှိဘဲပို့ဆောင်လေးရှိကြောင်းသိရပါတယ်ရှိတော်ကိုစစ်လုခံရတဲ့စစ်မှုထမ်းတင်နန်းစင်းတပ်သားတွေကတင်နန်းတက်ရောက်နေချိန်ရှိတော်ကိုစစ်လုချိန် လက်ခရီးမှာမိုဘိုင်းဖုန်းများတက်အရာရှိတွေကတင်စီထားလေရှိပြီးတော့တာဝန်ထမ်းဆောင်ရမယ့်နေရာရောက်မှပြန်ပေးကြောင်းတချို့တက်တွေမှာမူလက်ကင်မိုဘိုင်းဖုန်းတွေကိုလုံးဝပြန်မပေးဘဲအပီးတင်စီထားကြောင်းလည်းသိရပါတယ်စစ်ကောင်စီကစစ်မှုထမ်းတင်တန်းစင်တက်သားတွေအလုံးကိုရှေ့တန်းစစ်မျက်နှာပြင်ကိုခွဲရန်ချဆေလွတ်ခြင်းဖြစ်ပြီး နောက်တန်းလုံခြုံရေးအဖြစ်အသုံးပြုမှုနေပါကြောင်း လာစဉ်တင်တန်းဆင်းလာတဲ့စစ်မှုထမ်းတင်တန်းသားတွေအားလုံးကိုတနိုင်ကလုံးမှရှိတဲ့ရှေ့တန်းစစ်မျက်နှာပြင်တွေကိုခွဲတန်းနဲ့တက်ရင်အလိုက်ဆေလွတ်နေခြင်းဖြစ်ကြောင်းတတ်တဲ့အချို့ကပြောပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာအလုံပိတ်ကုန်တင်ရင်နဲ့ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့မြန်မာလူငယ်48ဦးကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးရရှိထားကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။ ဂျမန်နေဇွန်လ9ရက်နေ့နနက်6နာရီမှာကက်စနာပူရီအတွင်းကိုအလုံပိတ်ကနဲ့တရားမဝင်ခိုးဝင်လာတဲ့မြန်မာရွှေ့ပြောင်းလူငယ်48ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းသူတို့ကဖျားသုံးစုကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုတောလန်းနဲ့ရေလန်းကနေဝင်ရောက်လာကြတာလို့သိရပါဗျ။ ဖန်စီရောက်မိထားတဲ့မြန်မာနိုင်ငံသား48ဦးမှာအထောက်အထားတစုံတရာမရှိဘဲထိုင်းနိုင်ငံအတွင်ကိုဝင်ရောက်လာတာကိုစစ်ဆေးတွေ့ရှိကြောင်းအလုံပိတ်ကုန်တင်ရင်နဲ့မြန်မာ48ဦးကိုတက်တဲစွာလိုက်ပါလာကြောင်းလည်းသိရပါတယ်။အဲ့ဒီမြန်မာ48ဦးကိုထိုင်းနိုင်ငံအတွင်ကိုတရားမဝင်ဝင်ရောက်မှုနဲ့ဖန်စီအမှုဖွင့်အရေးယူသွားမယ်လို့လည်းသိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ ယနေ့မှာထိုးတက်သွားတဲ့ USC 316ပြိုင်ပွဲမှာ ချင်းတိုင်းရင်းသား MMA fighter Joru Avan က Bruno Silva ကိုတတိယအခြေညှောက်ရဲ့10မိနစ်အလိုမှာအလဲထိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။တတိယအခြေမှာ Van ရဲ့ကောက်တာညာဝိုက်လက်သီးကတော်တော်ကောင်းမွန်ခဲ့လို့ဒုတိယအချီမှာကတည်းကအထိနာသွားခဲ့ရတဲ့ Bruno Silva ကအခုလိုအလဲထိုးခံခဲ့ရတာပါ UFC promotion ဟာ UFC 316ပြိုင်ပွဲကိုအမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်မှာရှိတဲ့နီဝတ်မြို့ကစင်တာတစ်ခုမှာပြုလုပ်ခဲ့တာပါ UFC 316ပြိုင်ပွဲမှာတွဲဆိုင်73ဆိုင်ပါဝင်ပြီးတော့ Juru Avan နဲ့ Brazil Fighter Bruno Silva တို့ဟာပွဲစဉ်၄မှာ Finland ပွဲတံအဖြစ် ရှင်ပြိုင်ထိုးတက်ခဲ့တာပါလက်ရှိမှာ UFC ဖိုင်လုံးဝိတ်တံမှာဘရူနိုဆေးဗားကအဆင့်7ဂျိုရူအာဗန်ကအဆင့်14နှစ်ရာမှာသတ်မှတ်ခံထားရတာပါ အသက်23နှစ်ဂျိုရူအာဗန်ဟာ UFC နဲ့လက်တွဲပြီးနောက်မှာရှစ်ပွဲထိုးသတ်ထားရာခုနှစ်ပွဲအနိုင်ရရှိထားကရှုံးပွဲတစ်ပွဲသာရှိတယ်လို့သိရပါတယ်ရှင်အသက်23နှစ်ဂျိုရူအာဗန်ဟာ UFC နဲ့လက်တွဲပြီးနောက်မှာရှစ်ပွဲထိုးသတ်ရာခုနှစ်ပွဲ အနိုင်ရရှိထားပြီးတပွဲသာရှုံးပွဲကြုံတွေ့ထားရတာပါ ီကနေ့နေ့လည်ခင်းရဲ့နောက်ဆုံးရသတင်းလေးကိုတင်ဆက်ပေးခဲ့တာပါပြည်သူအားလုံးကိုစိတ်နှဖျားစမ်းမချမ်းသာပြီးဆရာနာရှင်စနစ်ဆိုလှောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေရှင်